မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ22ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့တင်ဆက်ပေးမှာကတော့တံမိုးကြီးတက်ဖွဲ့ပိုင်ပစ္စည်းတွေပြန်မှန်းလို့ဆိုကမင်္ဂလာ PDF ဌာနကြီးမှုနှစ်ဦးဖန်ခံရတဲ့သတင်းပါပြည်သူ့ကာကွယ်ရေးတပ်မတော်မင်္ဂလာဘ ഹു ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့တက်ဖွဲ့ဌာနကြီးမှုနှစ်ဦးကိုတံမိုးကြီးတက်ပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ဖန်ဆီးထားတယ်လို့မင်္ဂလာ PDF ကဒီကနေ့နိုဝင်ဘာ22ရက်မှာထုတ်ပြန်ပါတယ်ဖန်ဆီးခံရသူတွေဟာ ဝမ်လီ PDF တပ်ဖွဲ့မှစီရေးဌာနကြီးမှူးတာဝန်ယူထားတဲ့ကိုမုံတိုင်းနဲ့ဘန္နာရှာပိုးရေးဌာနကြီးမှူးတာဝန်ယူထားတဲ့ကိုနိုင်ကြီးတို့ဖြစ်ပြီးသူတို့နှုတ်ဦးဟာတပ်ပိုင်တမိုးကြီးဘန္နာပစ္စည်းတချို့ကိုတရားမဝင်ထုတ်ယူသွားခဲ့ပြီးပြန်လည်အနှံ့အယှဉ်မရှိတာကြောင့်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်ဒီဖြစ်စဉ်အတွက်အော်ဂိုလာကပြုလုပ်တဲ့တပ်ဖွဲ့တွင်အစည်းအဝေးမှာသူတို့ကိုယ်တိုင်တက်ရောက်ပြီးတပ်ဖွဲ့ကပေးတဲ့ပြစ်ဒဏ်ကိုခံယူမှာဖြစ်တယ်လို့ပစ္စည်းတွေကိုလည်းပြန်လည်အနှံ့မှာဖြစ်ကြောင်းပြောဆိုခဲ့ပေမဲ့ပြန်လည်အနှံ့တာမရှိလို့နိုဝင်ဘာ15ရက်မှာဖမ်းဆီးခဲ့တာလို့ထုတ်ပြန်ဖော်ပြပါတယ် လက်ရှိမှာတပ်ဖွဲ့ဌာနကြီးမှုနှစ်ဦးရဲ့လက်ရှိတာဝန်တွေအားလုံးကလည်းရက်ဆိုင်ထားပြီးလက်နက်ဖြုတ်သိမ်းကအချို့ချအရေးယူထားတယ်လို့ဆိုပါတယ်တပ်ဖွဲ့ဝင်နှစ်ဦးကထိပ်ပိုင်းကောင်းဆောင်နေဖြစ်တယ်လို့ပြစ်မှုအရာတက်တွေးစီရင်ဆုံးဖြတ်ဖို့မသိတာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG MOD လက်အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော်စီအုံချုပ်ကိုအမှုတွေပေးပို့ထားတယ်လို့ထုတ်ပြန်ဖော်ပြထားပါတယ်ဆက်လက်တင်ဆက်ပေးမှာကတော့အုတ်တွင်းမှာ drone နဲ့ပုံကျဲလို့ဝိတ်ကလင်းနဲ့တအူးတည်ဆုံးပြီးနှစ်ဦးတရာရတဲ့တဲ့တင်ကိုတင်ဆက်ပါမယ် ဘကိုတိုင်းအုပ်တွင်းမြို့နယ်တရတော်ကြီးရွာမှာ drone နဲ့ပုံကျဲခံရတာကြောင့်မိကလင်းငတ်တဦးသေဆုံးပြီးနှစ်ဦးတရရခဲ့တယ်လို့ကြီးရွာနယ်နီးစပ်သူတွေစီကသိရပါဗျ။နိုဝင်ဘာ21ရက်ဒီနေ့မနက်9:40မိနစ်မှာ drone တစ်စီးပေါ်ကနေပုံစီတလုံးကျဲချခဲ့ရကနေအိမ်ပေါ်ကျပြီးအိမ်ထဲမှာရှိနေသူတွေထိခိုက်ဒဏ်ရာရတာလို့ဆိုပါတယ်။ဝင်းလာဆောင်အိမ်ကိုပုံလာကျဲတာဖြစ်ပြီးဘဲအိမ်ကလူတွေထိခိုက်ကုန်တာလို့ကြီးရွာနယ်နီးစပ်သူတို့ကပြောပါဗျ။ drone ဘုံပေါက်ခွဲစားတွေကြီးမှန်လို့ အသက်16နှစ်အရွယ်မတ်ချမ်းမိမီအောင်ဒီဆုံးပြီးအသက်10နှစ်အရွယ်မတ်ယူမီမီအောင်ရဲ့အသက်10နှစ်အရွယ်မတ်ယူမီမီအောင်ရဲ့မျက်နှာကြောနဲ့ခြေလက်တွေတင်ရရခဲ့ပြီးမတ်ယူမီမီဇော်ရဲ့ကြောပေါင်နဲ့ခြေလက်တွေရရခဲ့ကနေအိမ်နဲ့ပြစည်းခဲ့တယ်လို့ဆိုပါတယ်။ထိခိုက်ဒီဆုံးသူတွေဟာညီမအရင်းတွေဖြစ်ပြီးတရားရရှိသူကလေးငယ်နှစ်ဦးကတော့အမှန်ညီမတွေဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးတော့ဒီနေ့ဒီဆက်ပြီးမှကတော့နိုင်ချင်းတွေကိုတင်လာတဲ့ကားကိုကြားပြတိုက်ခတ်ပြီး ထောင်နဲ့နှစ်နေရာကြောကြားခံထားရတဲ့ PDF ကိုကဲထုံးနိုင်ခဲ့တဲ့တွင်မှာမခွေးမျိုးချင်းထောင်ကိုပို့ဆောင်မဲ့စစ်ကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ပြီး PDF တပ်ဖွဲ့ဝင်တို့ကိုပြန်လည်ကဲထုံးနိုင်ခဲ့တယ်လို့6 Guerrilla Force 6မြို့နယ်ဘာကာဖာလယုံစစ်ကြောင်းစီကသိရပါဗျ6မြို့မှာရဲစခန်းကနေ PDF တပ်ဖွဲ့ဝင်တို့အပါနိုင်ငံရေးကျင်းစား9ဦးကိုတင်ဆောင်ထွက်ခွာလာတဲ့အန်စာတုံးကတစည်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အင်းစီကတစည်းကိုနိုဝင်ဘာ16ရက်မနက်9:00နာရီခန့်က6မြို့နယ်အတွင်းမခွေးရင်နယ်ချောင်းချောင်းလမ်းမိုင်းမှာ ကြားပြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်မိုက်ဆွေတိုက်ခိုက်ရမှာအချင်းသားပါလာတဲ့ကားကိုမိုက်ဆွေတိုက်ခိုက်ခဲ့တာမဟုတ်ပဲနောက်ကရဲလေးဦးစောင့်ချက်ပါလာတဲ့လုံချုံကြီးကားကိုမိုက်ဆွေခဲ့တာလို့6 Guerrilla Force 6မြို့နယ်ဘာကဖလက်ရုံးစစ်ကြောင်းစစ်ကြောင်းမှုဖြိုထွက်နိုင်ကနေလက်တံကိုပြောပါရယ်စစ်ကောင်မရှင်ကားတွေကိုမိုက်ဆွေပစ်ခတ်ပြီးတဲ့နောက်အန်စာတုံးကားပေါ်မှာအသက်25နှစ်အရွယ်6 Guerrilla Force တပ်ဖွဲ့ဝင်ဟာကိုနေရှန်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါရယ်တိုက်ခိုက်မှုအတွင်းမှာကိုနေရှန်က ကားပေါ်ကနေအပြင်ကိုခုန်ထွက်လာချိန်မှာဝင်းစီးပြီးပြစ်ခတ်ခဲ့တာဖြစ်ပြီးစစ်ကောင်မရှင်တပ်ဖွဲ့တွေကပြန်ကောက်ဖို့ဆွဲတဲ့အချိန်မှာတော်လိုင်းရင်တပ်ဖွဲ့တွေရဲ့ပြစ်ခတ်မှုကြောင့်မဆွဲနိုင်ပဲပြန်ပြေးသွားခဲ့တာလို့အထက်ဖက်စစ်ကြောင်းမှုကပြောပါတယ်။ကိုနိုင်ဆိုင်ဟာ2020နှစ်အတွင်းကျောင်းမြို့ပေါ်စစ်စင်ရေးတွေမှာဥဆောင်နေသူဖြစ်ပြီး2023နှစ်ကုန်ပိုင်းမှာစစ်ကောင်မရှင်တပ်ရဲ့ဖမ်းဆီးမှုကိုခံရပြီးနောက်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေအပါအမှုဆောင်မှုထက်မနည်းနဲ့1223နှစ်ချမှတ်ခံရရသူလို့သိရပါတယ်။ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တအူထိခိုက်ဒိဆုံးမှုရှိနိုင်ပြီးပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်စစ်ကောင်မရှင်ကားတွေကမကွေးမြို့ဘက်ကိုဆက်လက်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။ကားပေါ်ပါအကျဉ်းသား၄ဦးကတော့မကွေးတောင်ကိုရောက်သွားပြီးတရားရပြီးအသက်ရှင်ကျန်တဲ့ရဲတွေကိုတော့စစ်ကောင်မရှင်ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့သူကဆက်ပြောပါတယ်။ကားပေါ်ပါတဲ့ကျန်တဲ့ငယ်အကျဉ်းသားတွေနဲ့ပတ်သက်တဲ့ချက်လက်တွေကိုမသိရှိရဘဲပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်းတပ်ဖွဲ့ဝင်ကိုလည်းဆိုင်မှာဦးကောင်ခြေထောက်တွေမှာတရားရရှိခဲ့တာကြောင့် လက်ရှိမှာစေကူတာမှုခံယူနေတယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုကို6 Guerrilla Force 6မြို့နယ်ဘာကဖာလေယုံစစ်ကြောင်း6မြို့နယ်ဘီဒူကာခွဲအဖွဲ6 Special Attack Force အဝေးကင်းရဲ့ဘာကဖာအထူးတိုက်ခိုက်ရေးတပ်ခွဲ9နဲ့ Tiger Fighter Force တို့ကပူးပေါင်းလုဆောင်နေတာဖြစ်ပါတယ်အကျဉ်းသားလူမြောက်တဲ့ဖြစ်စဉ်ဖြစ်ပြီးနောက်မကွေးတိုင်းစစ်ကောမရှင်ကတိုင်းရင်းစစ်စစ်ကောမရှင်တက်အရာရှိတွေဦးစီးပြီးဖြစ်စဉ်နေရာတခြားကိုစစ်ကြောင်းထိုးရှာဖွေတာတွေလုဆောင်နေတယ်လို့သိရပါတယ်ဤလက်ဒေတာကသတင်းတွေကိုတင်ဆက်ပေးနေတဲ့ မီလတ်တန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည7:00နာရီခွဲမှတင်ဆက်ပေးနေတာဖြစ်ပြီးမီလတ်တန်ရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။